မိုးစီကုန်းကကြောက်မက်ဖွယ်ရာသူတော်ကောင်းမိုးစီကုန်းရွာလေးဟာတောင်ကုန်းလေးတွေနဲ့ဝန်းရံထားပြီးစိမ့်လန်းဆိုပြီးတဲ့ရှုပြင်းတွေကြောင့်နာမည်ကြီးပါတယ်။ရွာသူရွာသားတွေကရိုးသားဖြောင့်မတ်ပြီးဖျားတရားကန်ဆိုင်ကြပါတယ်။ဒီလိုငင်းချမ်းတဲ့ရွာလေးမှာလူတိုင်းကချစ်ခင်ကြည်ညိုရတဲ့ဦးမြတ်ဆိုတဲ့ဘိုးဘိုးတူရှိပါတယ်။ဦးမြတ်ကအသက်60ကျော်အရွယ်သပင်ဖြူဖွေးဖွေးနဲ့မျက်နာကအမြဲပြုံးရွှင်နေတတ်ပါတယ်။ ရွာတွေကဘသူမဆို အခက်ခဲကြုံလာရင်ဦးမျက်စီကိုပဲအရင်ဆုံးပြေးလာတတ်ကြပါတယ်။သူကအမြဲတမ်းကူညီဖို့အသင့်ရှိပြီးကလေးတွေဆိုပူတောင်ချစ်ပါတယ်။ဦးမျက်ကကလေးတွေကိုပုံမြင်တွေပြောပြတကြားလုံးတွေဝေးပြီးတော့တော်ရဲမှာဆေးမြေရှာထွက်တဲ့အခါမျိုးဆိုကလေးတွေကိုအဖော်ဖြစ်ခေါ်သွားတတ်ပါတယ်။ကလေးတွေကလည်းဦးမျက်ကို သူတို့ရဲ့အဖိုးအရင်တယောက်လိုတန်ရုံးစင်တွေကြပါတယ်။ ဒါပေမဲ့မကြခင်မှာပဲဒီငင်းချမ်းတဲ့ရွာလေးဟာကြောက်မက်ဖွယ်ရဖြစ်ပျက်တွေနဲ့ကြုံလာရပါတယ်။ပထမဆုံးပျောက်ဆုံးသွားတဲ့ကလေးကတော့ရှစ်နှစ်အရွယ်မိုးဆက်ပါ။မိုးဆက်ဟာဦးမြင့်နဲ့အတူဆေးမြေရှာဖို့တောထဲကိုလိုက်သွားပြီးနောက်အိမ်ကိုပြန်မရောက်လာတော့ပါဘူး။ရွာသူရွာသားတွေစိုးရိမ်တကြီးလိုက်ရှာကြပေမဲ့မိုးဆက်ကို ရှာမတွေ့ခဲ့ပါဘူး။ ။ဦးမြတ်ကလည်းမိုးဆက်ကိုရှာဖွေရမှာအထူးတက်ကြွပြီးဝန်းနေဘူးဆွေးတဲ့ပုံစံမျိုးပြခဲ့ပါဗါ။ဖះဆူပါတယ်ဒီကလေးပဲရောက်သွားလဲမသိဘူးလို့တွတ်တွတ်ပြောရင်မျက်ရည်တွေပင်ကြားခဲ့ပါသေးတယ်။ရက်အနေငယ်အကြာမှာတော့နောက်ထပ်ကလေးနှစ်ယောက်ဖြစ်တဲ့ကိုကိုနဲ့နီနီတို့လည်းပျောက်ဆုံးသွားပြန်ပါတယ်။ သူတို့နှစ်ယောက်လည်းဦးမြင့်နဲ့အတူတောထဲကိုသွားပြီးတဲ့နောက်ပျောက်ဆုံးသွားတာပါပဲရွာသူရွာသားတွေစိုးရိမ်တကြီးနဲ့တောအနှံ့လိုက်ရှာကြပေမဲ့ဘာသေးလွန်စားမှရှာမတွေ့ခဲ့ပါဘူးဒီဖြစ်ပျက်တွေကရွာသားတွေကိုကြောက်ရွံ့တုန်လှုပ်စေခဲ့ပြီးကလေးတွေကိုလည်းအပြင်းမထွက်ရဲအောင်ဖြစ်ခဲ့ရပါတယ် တညမှာတော့ရွာရဲကအသက်ကြီးဆုံးဒေါ်လေးဘွားကအိမ်မက်ဆိုးတစ်ခုမပါတဲ့အိမ်မက်ထဲမှာဦးမြက်ကကလေးတွေကိုတော်ရဲကပြိုးဝက်နေရာတစ်ခုစီ ခေါ်သွားပြီးတော့ကြောက်မက်ဖွယ်ရာပုံရိပ်တွေမြင်လိုက်ရတာကြောင့်အော်ဟစ်နိုးလာခဲ့ပါတယ်။ဒေါ်လေးဘွားကသူမြင်မက်တဲ့အကြောင်းကိုရွာသူကြီးနဲ့တခြားရွာသားတွေကိုပြောပြခဲ့ပါတယ်။ရွာသားတွေက ပထမတော့အိမ်မက်လိုပဲသဘောထားခဲ့ကြပေမဲ့ကလေးတွေဇက်တိုက်ပြောင်းနေတာနဲ့ ပေါင်းဆက်လိုက်တဲ့အခါတန်လျာဝင်လာကြပါတယ်။ရွာသူကြီးဥပထုကဥမျက်ကိုတန်လျာဝင်လာတာကြောင့်တိတ်တဆိတ်စောင့်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။နောက်တနေ့မှဥမျက်ကတော်ရဲကိုထွက်သွားတဲ့အခါဥပထုက နောက်ကနေတိတ်တဆိတ်လိုက်သွားပါတယ်။ဥမျက်ဟာရွာရဲ့အစွန်နားကတိတ်မရောက်ဘူးသေးတဲ့ခြိုင်ဝန်းလေးတစ်ခုစီရောက်သွားပြီးအဲ့ဒီနေရာမှာတစ်ပင်ကြီးတစ်ပင်ရဲ့အောက်ဖက်မှာမြေကြီးကိုတူးနေတာကို ဥပထုမြင်လိုက်ရပါတယ်။ ဦးမြင့်မြေတူးပြီးတဲ့နောက်ထူးဆန်းတဲ့အတုညာအစအချို့နဲ့ကလေးတွေရဲ့ကစားစရာပစ္စည်းအချို့ကိုမြေမြုပ်တာကို မြင်လိုက်ရတဲ့အခါဥပထူးအလွန်အံ့အားတင်သွားပြီးချက်ချင်းရွာသားတွေကို ပြန်ခေါ်ကဦးမြင့်ကိုဝိုင်းဝန်းဖမ်းဆီးလိုက်ပါတယ်။ရွာသားတွေကမြေကြီးကို ထတ်တူးကြည့်လိုက်တဲ့အခါပျောက်ဆုံးနေတဲ့ကလေးတွေရဲ့အလောင်းတွေကို တွေ့ရှိလိုက်ရပါတယ်။ရွာသားတွေဟာဒေါသအလျောက်ရွာကိုမိရှုဖြက်စီးမလို့ပင် ပြုခဲ့ကြပါသေးတယ်။ ဦးမြတ်ကိုဖမ်းဆီးပြီးနောက်မင်းမြန်းစစ်ဆေးတဲ့အခါသူကကလေးတွေကိုဘာကြောင့်တတ်ခဲ့လဲဆိုတာထုတ်ဖော်ပြောပြခဲ့ပါတယ်။ဦးမြတ်ဟာရွာရဲ့ချီးကျူးဂုဏ်ပြုမှုကို လိုလားပြီးသူတော်ကောင်းတယောက်အဖြစ်အတိအမှတ်ပြုခံခြင်းနဲ့စိတ်ဆန္ဒပြင်းပြသူပါဒါကြောင့်ကလေးတွေကိုတိတ်တဆိတ်တက်ဖြတ်ပြီးရွာသားတွေရဲ့ကြောက်ရွံ့ထိတ်လန့်မှုကိုဖန်တီးကသူကပဲကူညီဖြည့်ရှင်းပေးသူအဖြစ် ပုံဖော်ခြင်းခဲ့တာပါ။ ဒါဟာလူတွေကိုကူညီနေတဲ့သူတော်ကောင်းတွေနဲ့ကလေးတွေကိုတက်ဖြတ်နေတဲ့ကြောက်စရာကောင်းတဲ့လူသက်သမားတယောက်ရဲ့ပုံမြင်ပဲဖြစ်ပါတယ်။တုံ့နှုတ်ခဲရပေမဲ့နောက်ဆုံးမှာတော့အမှန်တရားပေါ်ပေါက်လာခဲ့ပါတယ်။ဦးမြင့်ရဲ့သူတော်ကောင်းဟန်ဆောင်မှုအောက်ကကြောက်မက်ဖွယ်ရာမိုက်မဲမှုတွေဟာရွာသားတွေရဲ့နှလုံးသားထဲမှာကြာရှည်စွာဆွဲမြဲနေခဲ့ပါတော့တယ်။